ညီကိုအားလုံးပဲမင်္ဂလာပါကျွန်တော် Voice of Football YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ Preview တင်ဆက်ပေးသွားမှာဖြစ်ပါတယ်စတင်းနေ့မှာကစားမဲ့ Chelsea တင်းနဲ့စန္ဒားလန်တင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်နဲ့အတူကိုစိုးကြီးတို့အတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုစိုးကြီးမင်္ဂလာပါခင်ဗျမင်္ဂလာပါ အဲကျွန်တော် Chelsea ကတော့နည်းနည်းလေးခြေနေလေးကောင်းနေတယ်ခြေစွမ်းနေတယ်တက်လာနေတယ်လေးဝက်ဆက်လဲနိုင်ထားတယ်လက်ရှိကောင်းတဲ့အရာတော့ Chelsea ရဲ့ဒါတော်တော်လေးကိုကောင်းတဲ့အချိန်ကာလတစ်ခုကိုဖျက်ဆီးနေရတယ်ပေါ့ကိုစိုးကြီး Chelsea ဘက်ကနေပဲစပြီးကိုစိုးအမြင်လေးနဲ့ပြောပြပါအောင်ကို ချက်စီနဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးကြည့်လိုက်ရတဲ့ဘွဲကတော့အိုက်အသင်းကိုဒါကိုပြတ်နိုင်ခဲ့တဲ့ဘွဲပေါ့နော်အဲ့ဘွဲမှာဆိုရင်အရန်ကစားသမားအများစုကိုတုံသွားပြီးတော့မှရလက်ကတကယ်ကိုပြတ်ပြတ်သားသားကိုနိုင်ခဲ့တာရှစ်ဘွဲတွေမှာလည်း Forest ကိုနိုင်ခဲ့တာ Liverpool ကိုနောက်ကျကိုနိုင်ခဲ့တာရှိပေမဲ့အဲ့ဘွဲတွေမှာတော့ဒီလောက်ကြီးကြီးဘွဲကို dominate လုပ်နိုင်ခဲ့တာမဟုတ်ဘူးပေါ့နော်ဒါအိုက်အနဲ့ဘွဲကတော့ပထမဦးမှာနေလေးကိုလောက်ရခဲ့တာဆိုတော့တော်တော်လေးကိုအားကောင်းတယ်အဲ့ဒီလူစင်းမှာဆိုအဓိကကစားသမားတွေလည်းက Anzo တို့ Kaisido တို့ တိုစင်တို့လောက်ပဲပါပြီကျန်တာကလူငယ်တွေရဲ့အသိပညာများတဲ့ဖိုဖာနာတို့လိုဂျော်ဂျင်စန်တို့လိုကစားသမားတွေရဲ့တကယ်ချတိတ်တင်နဲ့နိုင်သွားတာဆိုအဲ့ဒီပွဲနိုင်ပွဲအတွက်တော့အများကြီး appreciate လုပ်တယ်ပြီးခဲ့တဲ့ရှေ့ဘက်ကတော့အမှန်တိုင်းပြောရင်ဒါနီးပြမာရက်စကာရဲ့ပွဲပယ်အနေထားကြောင့်ဝီလီကာဗယ်လီကိုကင်ပြီးတော့လူစားပြောင်းလဲမှုတွေပေါ့နော်ဒီအချက်တွေကဒီဟာဒီချက်စီသင်းနောက်ပိုင်းအနိုင်ရခဲ့တဲ့ပွဲတွေမှာသူတို့ရဲ့မှန်ကန်တဲ့လူစားပြောင်းလဲမှုတွေပွဲချင်းကပ်မှုတွေအများကြီးဆိုင်တယ်လို့ထင်တယ်နော်တယ်ဖော်ရက်တဲ့ပွဲတော့ပထမပိုင်းမှာ ချက်စီရဲ့ကစားပုံကတော်လေးကိုလိုအပ်ချက်တွေများခဲ့တယ်အဲ့ဒီဘွဲ့စဉ်လည်းအကိုတို့ဒါတိုက်ရိုက်လိုက်တင်ဆက်ခဲ့တော့သူတို့အားနည်းချက်တွေလူထုပုံတွေနဲ့ပတ်သက်ပြီးဝေခံဝေဖန်ခဲ့ကြပါတယ်ဒုတိယပိုင်းမှာတော့မှန်ကန်တဲ့အပြောင်းလဲအထူးသဖြင့်နှစ်ပွဲဆက်တိုက် triple chain နေလုပ်ပြီးတော့ပွဲရလက်ကိုအပြောင်းလဲလုပ်ခဲ့တာတော့ဒါမာရက်စကာနဲ့ချက်စီကဘယ်ချိန်မှာဘာလုပ်ရမလဲဆိုတာကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဒါအသားကျလာပြီလို့ထင်တယ်လက်ရှိအသင်းရဲ့အဓိကစားသမားတချို့တော့မပါသေးဘူး ကိုပါမာတို့ဒါခိုးဝဲတို့လူစားမမျိုးတွေတန်ရာကြောင့်မပါနိုင်သေးဘူးဒါပေမဲ့အသင်းကတော့လမ်းကြောင်းမှတစ်ခုတော့ပြန်ရောက်လာပြီလက်ရှိခြေစွမ်းကစားဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ချက်စစ်တင်ရသူတို့ရှေ့တင်ရှိတိုက်တဲ့ဒီ top 4ဒါမှမဟုတ် top 6တဲ့ကိုတော့ဒါပြန်ပြီးတော့နေရာယူဖို့အခြေအနေကောင်းနေပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ကိုဆိုရင်ကျွန်တော်ကတော့ချက်စစ်နဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်၃ပိုင်းပြောချင်တယ်ဗောနော်ရရှိ၁၂ပွဲပြိုင်ပွဲစုံကန်ထားတဲ့အကူကအဲ့တော့ပထမဆုံး၄ပွဲမှာကျတော့သူတို့၂ပွဲနိုင်၂ပွဲသီးဒုတိယပိုင်း၄ပွဲမှာသူတို့တော်တော်အခြေအနေဆိုးခဲ့တယ်ဘိုင်ယန်ရှုံးတယ်ယူနိုက်တက်ကိုရှုံးတယ်နောက်ပြီးတော့ကျတော့ဘရိုက်တန်အိမ်ကွန်းမှာလည်း1-3နဲ့ရှုံးတယ်နောက်ပြီးအဲ့ချားထဲမှာသူတို့နိုင်ခဲ့တဲ့ပွဲလင်ကွန်းစီးတီးတပွဲပဲကျတော့အဝေးကွန်းမှာ1-2နဲ့နိုင်ခဲ့အဲ့လိုမျိုး၄ပွဲပြီးတော့အခုနောက်ဆုံးနောက်တစ်ပိုင်း၄ပွဲကျတော့၄ပွဲဆက်တိုက်လုံးနိုင်တယ်ဗောနော်၁၇ကိုသူမီ၃ခုပဲပြန်ပေးရဆိုတော့ချယ်ဆီရဲ့ဖောင်းကဒါလောလောဆယ်ပြန်တက်လာပြီဗျာသူတို့အရှုံးနေနေကနေမာရော့စကာနဲ့ချယ်ဆီပြန်လာ ပါတော့မလားဆိုတဲ့အခြေအနေကနေပြန်ပြီးရုံထွက်ပြတယ်ကိုစိုးကြီးပြောခဲ့တဲ့အတိုင်းပဲလူစားလင်းမှုတွေကကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့မှာဘာတစ်ခုသွားမြင်လဲဆိုတော့ပထမချက်စီသေးရဲ့ကစားပုံကိုတစ်ဖက်ပြိုင်ဖက်အသင်းကဖတ်တဲ့အခါမှာချက်စီကဒုတိယပိုင်းကျ option တစ်ခုပြောင်းလိုက်တယ်ဗျာအဓိကတော့ကစားသမားလုံလောက်မှုရှိတာပေါ့နော် option တွေအစားထိုးစရာတွေအများကြီးရှိတဲ့အတွက်ဒီကစားသမားတွေရဲ့မတူညီတဲ့ပုံစံတွေပြောချင်တာကိုင်းနဲ့မှာပြိုင်မခံစစ်ကဒီကစားသမားတယောက်ကိုဒီလိုထင်းရတယ်ဆိုတော့ချက်မှတ်မှုမျိုးရသွားတယ်နတ်တူဆိုပါဆို အဲ့ဒီနေရာမှာ SD ဘာကိုထည့်လိုက်တာမျိုးအဲ့တော့နောက်ထပ်တယောက်ကဟိုဘယ်လိုပြောမလဲမတူညီတဲ့ကွဲပြားတဲ့ဟာကိုအဲ့ခက်သေးကြောင်းထပ်ပြီးတော့ကဲရတဲ့အချိန်မှာအားနည်းချက်တွေဖြစ်လာတယ်ဗောနော်အဲ့တော့ Chelsea တဲ့အဓိကတော့ကျွန်တော်ကဒီတိုက်စစ်မှာမြောက်များစွာသောကစားသမားတွေနဲ့မျိုးစုံသုံးလုံးရတယ်နောက်ပြီးတော့လူငယ်လေးတွေအရန်စူးစမ်းနေသေးရှိပြီးတော့ဟိုသူတို့ရဲ့ကောင်းမွန်တဲ့ပုံစံလေးတွေကိုပြချင်လာတယ်ဗောနော်နောက်ပြီးတော့ပြီးခဲ့တဲ့ IELTS ကို5ရောင်းနဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒါ Champion League မှာပထမဆုံးအချိန်တအသက်20အောက်ကစားသမား3ယောက်ကတပွဲလေးဂိုးသွင်းနိုင်ခဲ့တယ်။ Gui ရယ်နောက်ပြီးတော့ကျွန်တော်တို့ STV ရယ်အဲနောက်ပြီးတော့နောက်ထပ်ကစားသမားကဟိုဟာ Tyre George ကအဲ့တော့3ယောက်လုံးသွင်းနိုင်ခဲ့တာ Champion League မှာမရှိခဲ့ဘူးပေါ့နော်။အဲ့လောက်ထိ Chelsea ကလူငယ်ရင်းနဲ့ပြန်စုဖွဲ့ဖို့အားရစရာကောင်းလာတယ်ဆိုတော့အဲ့တော့နောက်ထပ်ဒီလက်ရှိအနေအထားအရပုံစံကောင်းတစ်ခုရလာတယ်ပေါ့နော်။အဲ့တော့ဒီနေ့မှာရော Chelsea အသင်းရဲ့ပုံစံကကျွန်တော်တို့ကိုစိုးကြီးအမြင်မှာဟို စန္ဒလန်အသင်းပေါ်ဘလူအတာစီးပြက်ပြက်ရှူနိုင်မလားဒါမှမဟုတ်ဘလူပုံစံမျိုးတွေနဲ့ဒါထိုးနှက်လာမယ်လို့ထင်လဲပေါ့နော်ဒီပွဲကပြီးခဲ့တဲ့ဒါ INF ပွဲစဉ်မှာအနားရထားတဲ့ကစားသမားတော်တော်များများပြန်ပြီးတော့ဘွတ်ထွက်လူစင်မှာပါလာမယ်ထင်တယ် INF ကိုကန်သွားတဲ့လူစင်ကဒုတိယဦးစားပေးအနေထားလောက်ပဲရှိရပါတော့နော်အဓိကကစားသမားတချို့နဲ့လူငယ်တွေကိုတုံးတာဒီပွဲမှာပို့ပြီးအင်အားပြည့်ပြည့်နဲ့ရင်ဆိုင်လာမယ်ထင်တယ်ပြီးတော့ဒါကွန်နတာပြောသလိုပဲချက်စစ်တင်းရဒီရဒီမှာပြက်မြဘွတ်ထွက်၁၁ရောက်ရဲ့အသက်ကလည်းဒါ 24နှစ်နဲ့138ရက်လာပဲရှိတာလက်ရှိပရီးမီးယားလိရဲ့အသက်ငယ်ဆုံးတစ်ဖက်မှာဆန်နာလန်ကလည်း25နှစ်ကျော်ပဲရှိတယ်သူကလည်းတတိယမြောက်အသက်ငယ်ဆုံးအသင်းနှစ်သင်းတွေ့တာပေါ့လူငယ်တွေအားပြိုင်ကြမဲ့ပွဲဖြစ်လာဖို့ရှိတယ်အဲ့ဒီထဲမှာမှာတော့ချက်စီကပိုပြီးထူးခြားတာဒီရာဒီမှာအသက်28နှစ်ထက်ကစားသမားတယောက်မှမသုံးထားသေးဘူးမာရက်စကာဆိုရင် သူရဲ့လက်ထက်မှာအသက်30နဲ့ထက်ကစားသမားတက်ရောက်မှာအခုထိဒါမတုံထားသေးတဲ့နေပြဒီလိုမျိုးနေပြမျိုးလည်းမရှိဘူးဆိုတော့လူငယ်တွေကတကယ်လို့ဒါတရရိတ်တွတ်လာနေရဲဆိုတော့ညင်းလို့မရဘူးပို့ပြီးအားရစရာကောင်းတဲ့အချက်ကတော့မက်ဂရီလိုအသင်းမှာပုံမှန်နေရာရဖို့ရုံးကန်နေရတဲ့အငှားတွေထွက်ကစားပြီးတော့ ဒီတော်တော်လေးအသင်းနဲ့အသားကျဖို့ရုန်းကန်ခဲ့ရတဲ့ကစားသမားကပြီးခဲ့တဲ့ Forest စစ်ပွဲမှာသူဝင်လာပြီးမှတိုက်စစ်ကတော်တော်အလုပ်ဖြစ်သွားတယ်။သူ့ရဲ့တိုက်ရိုက်တွင်ကိုတွေဖန်တီးမှုတွေမပါပေမဲ့သူ့ရဲ့တိုက်စစ်မှာဦးဆောင်မှုကပြက်ပက်ခတ်စစ်ကိုအများကြီးဖိအိုဖျက်ဖြစ်စေတယ်။ပြီးခဲ့တဲ့ IN ရဲ့ပွဲမှာတော့သူကိုယ်တိုင်လည်းကိုသွင်းနိုင်ခဲ့သလိုလူငယ်တွေလည်းကိုသွင်းပြီးတော့တော်တော်လေးကိုယုံကြည်မှုပြည့်ဝနေတယ်။ဒီပွဲမှာချက်စီနဲ့ပတ်သက်ပြီးအာသာချက်ကိုပြောပါဆိုရင်တော့အရန်ကိုယုံကြည်မှုကောင်းနေတယ်။ချန်ပီယံလိမှာဗင်ဖီကာကိုနိုင်တယ်၊အိုက်ယက်ကိုနိုင်တယ် ရီးမီးယားလိမှာလေဝါပူးကိုနိုင်တယ်ဖောရက်စ်ကိုနိုင်တယ်ဆိုတော့ဒီယုံကျက်ကဒီနေ့ဆန္ဒနဲ့ပွဲမှာလဲသူတို့အတွက်အဓိကအားသာချက်ဖြစ်သွားလိမ့်မယ်ထင်တယ်ဟုတ်ကဲ့မှန်ပါတယ်ကိုကြီးကျွန်တော်တို့ဟိုတစ်ခါလေးကြာရင်လည်းဟိုဟို ြောရမယ်ဆိုရင်ပေါ့နော်ခိုးပါမှာမပါတော့မှချစ်စီကပူကောင်းနေသူတော့ကျွန်တော်ခံစားရလာတယ်ခိုးပါမှာပါရင်ခိုးပါမှာဝယ်တဲကစားတာမျိုးကစားကွက်မှာအရင်ခိုးပါမှာတယောက်ကိုပြိုင်ဘက်ကတတိထားပြီးတော့ဟိုမမ်မကင်လုလိုက်ရင်ချက်စီကစားကွက်ပျောက်သွားတာမျိုးတွေပေါ့နော်သူအရင်တယ်လုံးနေရပြဿနာတွေရတယ်အခုတော့ရှောင်းထွက်လာနိုင်ခဲ့တယ်ပေါ့နော်အဖြေရှာလာနိုင်ခဲ့တာကချက်စီတို့အပေါင်းလက္ခဏာဆောင်တယ်လို့ကျွန်တော်ထပ်ဖြည့်ပြီးပြောချင်တယ်တစ်ဖက်ကဆန်လန်းလန်းအသင်းကရောလက်ရှိခုနှစ်ပွဲဆက်တိုက်ပေါ့နော် နောက်ဆုံး9ပွဲမှာကျွန်တော်ထူးဆန်းတာ United ကိုပဲ2-0နဲ့ရှုံးတာကျန်တဲ့6ပွဲမှာသူတို့မရှုံးထားဘူးပြိုင်ပွဲဆုံးမှာအဲဆန်နာလန်ဖောင်လေးကကျွန်တော်တို့က short တက်လို့လည်းမရဘူးအရန်ထင်ကြီးလို့လည်းမရဘူးအဲ့တော့အဲ့ဒါရှိအနေထားရောကိုစိုးကြီးဆန်နာလန်ရောဘယ်လောက်ထိဟိုဟာဖြစ်လဲအခြေအနေလေးလည်းဆက်ပြီးပြောပြပါအောင်ကိုဆန်နာလန်ကလက်ရှိပွဲစဉ်10ပွဲပြီးမှရမှတ်14မှတ်ဆိုတော့သူတို့ဒါတန်တဲ့အသင်းတစ်သင်းနေနေဆိုရင် expectation level ထက်အများကြီးပိုကောင်းနေတဲ့အခြေအနေလို့တောင်ပြောလို့ရတယ်သူတို့ ဒါကိုးပွဲမှာရမ14မှတ်ရခဲ့တဲ့ရာသီတစ်ခုရှိခဲ့ပြီးတယ်အဲ့ဒါကအများဆုံးပဲ1990ဟုတ်ကဲ့99 2000ဆိုတော့တော်တော်ကြာခဲ့ပြီပေါ့နော်လွန်ခဲ့နှစ်ပေါင်းအစိတ်လောက်ကဒီလိုရောက်ခဲ့ပြီဆိုတာဒါသူတို့အတွက်တော့လက်ရှိရည်တည်မှုကလုံလောက်နေပြီဒါနီးပြဒါ leverage ကလည်းအကောင်းဆုံးလုပ်ပြထားတယ်အသင်းကလည်းယုံကြည်မှုကောင်းတယ်ဒီဘက်မှာ Chelsea အနေနဲ့3ထားမဲ့ချက်က Sunderland အသင်းရဲ့ PR ကင်းနေတဲ့ ဒီခြေစွမ်းနဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအားသာချက်ပေါ့နော်ဆန္ဒလန်ကလက်ရှိခြေစွမ်းရာဘယ်သူမှသူရှိနေမှာမဟုတ်ယူနိုက်တက်ကိုရှုံးတဲ့ပွဲမှာလည်းဆန္ဒလန်ကအကောင်းဆုံးတုံ့ပြန်သွားတာပဲသူတို့ကမရှင်နိုင်လို့ရှုံးခဲ့တာမှပဲသူတို့မှဖိအားမရှိဘူးပြီးတော့လူငယ်တွေနဲ့ကစားပုံလည်းမစိုးဘူးနောက်ဆုံးကစားတဲ့ဒါဝူဘာဟန်တန်နဲ့ပွဲထိုင်တယ်သူတို့နိုင်ခဲ့တဲ့ပွဲကအဲ့လောက်ကစားပုံကောင်းခဲ့တာမဟုတ်ဘူးဒါပေမဲ့သူတို့လူအချင်းတည်းရလက်ကို အနိုင်ရအောင်ယူနိုင်ခဲ့တယ်။ပြန်ဘက်ကတော့သူတို့ထပ်ပို့ပြီးကိုကိုကိုကန်သွင်းခွင့်တွေကိုပေါက်တဲ့ကန်ချက်တွေချင်းချောင်းမှုတွေအများကြီးလောက်ခဲ့ပြီးမယ်။လိုချင်တဲ့ရလက်ကိုជីជីလေးလေးတိတ်တိတ်သီးနဲ့လှုပ်သွားနိုင်တယ်ဆိုတော့ဒီမှာတော့ချီချူရမယ့်ကစားသမားတွေကဒါစန္နလမ်းမှာတဦးချင်းအများကြီးကိုပြောစရာမဟုတ်ပါပဲ။ကိုသမား Robin Roof ရဲ့ဒီကာကွယ်မှုတွေလက်စွမ်းတွေကတော့တော်တော်လေးဒါချီချူဖို့ကောင်းတယ်။ဒီရသည်မှာဒါသူက ေးကို6ကိုးလောက်ပေးရနိုင်တဲ့အနေအထားကိုသူ prevention လုပ်ထားတာ3ကိုးလောက်ရှိတယ်။ကစားကိုသမားတယောက်နေနေဆိုရင်ဒါသူ့ရဲ့ကာကွယ်မှုကတော်တော်ကြီးကိုအားရစရာကောင်းပြီးတော့ပေးကို6ကိုးလောက်ပဲပေးထားရတယ်။တော်တော်လေးကောင်းတယ်။သူ့ပွဲတွေကြီးလိုက်ရင်အများကြီးပြိုင်ဘက်ကလည်းသူတို့ကိုမသွင်းဘူး။သူတို့ကလည်းအများကြီးကိုပြိုင်ဘက်ကိုတိတ်သွင်းလေးမရှိဘဲနဲ့ကွက်လိုက်ကရှာခါရဲ့ဦးဆောင်မှုတိုက်စက်ကစာတီကီရဲ့ဒီအကောင်ဆုံးခြေစွမ်းနေတဲ့အသင်းလိုက်စူးစိမှုကောင်းတယ်။ လောအားလုံးကောင်းတယ်ကြစ်လစ်တယ်ဒီချက်ကစန္ဒာလန်အနေနဲ့ချဲစီကိုရင်ဆိုင်မှုအတွက်တို့ရဲ့စူးစီးမှုကပဲအဓိကစကားပြောသွားလိမ့်မယ်ထင်တယ်ဟုတ်ကဲ့ကိုကြီးအဓိကကိုပြောတာတော်တော်ပြည့်စုံနေပါတော့ကျွန်တော်ဖြည့်ဒီနေ့လေးဖြည့်ချင်တာကတော့တို့နောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာကျွန်တော်နည်းနည်းလေးထင်ကြီးခဲ့တဲ့ပွဲလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ ပဲလစ်ကိုဇီဇီအဝေးကောမှာကန်နိုင်ခဲ့တယ်။နောက်ပြီးတော့ဗီလာနဲ့ဝန်ဝန်းကန်နိုင်ခဲ့တယ်။ဖောရက်စ်ကိုဇီဝန်နဲ့နိုင်တယ်။ဝူးစ်ကိုလည်းသူတို့လိုအပ်တဲ့နိုင်ရလိုက်ရအောင်ကန်နိုင်ခဲ့တယ်။ပြောချင်တာကအဲ့ထက်မှာခရစ်ဆယ်ပဲလစ်လိုအသေးမျိုးပေါ့လက်ရှိဘာလို့ပြောလဲဆိုတော့ခရစ်ဆယ်ပဲလစ်ကအဲ့ဒီဒီပြီးခဲ့တဲ့လအရန်ကောင်းနေတဲ့အချိန်ပေါ့နော်အဲ့အချိန်လိုမျိုးတောင်စီးစီးကန်နိုင်ခဲ့တဲ့ဆိုတာမျိုးအစိုးပြောခဲ့တဲ့ဒါရောဘင်ရူးစ်ကဂိုးသမားတွေထဲမှာဆိုလက်ရှိတတိယမြောက်ဒါပရီးမီးယားလိမှာအကောင်းဆုံးကောင်းကင်မှုတွေပြည့်လို့ထားတယ်ပေါ့နော်ရန်ကင်တွေရဆိုရင်အဲ့တော့ထားလိုက်ပါတော့တော်တော်လေးကိုအဆင်ပြေနေတယ် ရှိလေနောက်ညီတယ်အဓိက libris ကိုပဲကျွန်တော်တို့ကချီချူရမယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီလက်ရှိကစားသမားတွေ image ရဆိုတော့အဲ့လောက်ကြီးမဟုတ်ဘူးဒါပေမဲ့ libris ကဥဆောင်မှုနောက်ပြီးတော့ဟို united ကိုရှုံးတဲ့ပွဲတွေမှာဆိုရင်စောင်းင်းเนี่ยလူစားလဲလို့မှုတွေလုပ်တယ်ပြောချင်တာပြတ်သားတယ်ဗျာ decision making အရန်ပြတ်သားတယ်ဆိုတော့ဒီလိုနီးပြတယောက်ရဲ့ဥဆောင်မှုအောက်မှာစန္ဒာနဲ့အသင်းဒီလောက်ရှာနေရဆိုတာအသင်းကတော်တော်လေးစူးစီးမှုအရန်ကောင်းတယ်တင်းဝော့ပေါ့နော် အဲ့လေကိုသွားမြင်တယ်အဲ့တော့နောက်ဆုံးအနေနဲ့ကိုစိုးကြီးဒီဘွဲ့နဲ့ပတ်သက်တဲ့ခံမှန်းရလက်လေးဘလောက်ဖြစ်လာမယ်ထင်တယ်ချက်စီးနှစ်ကိုပြတ်ပါမလားအဲ့ ဲ့ဘောလဲဆက်ဆက်ပြီးတော့သုံးသပ်ပေးပါအောင်ကို Chelsea နဲ့ပတ်သက်ရင်အခုတို့နောက်ထပ်သတိထားမယ့်ချက်ကသူတို့ရဲ့အသင်းကထောက်လျှောက်ဒီကစားသမားတွေထုတ်ပယ်ခံထမ်းထားတဲ့အနေထားပေါ့နော်ဒီဘက်မှာဆိုရင် Gusto မပါနိုင်ဘူးဆိုတော့ Quinn လည်းဘက်မှာနည်းနည်းလေးအပြောင်းအလဲဖြစ်လာနိုင်တယ်ပြီးခဲ့တဲ့ဘောတွေမှာတော့ Gusto တို့ Reece James တို့ကဒီ Quinn လည်းကိုအများကြီးကုပေးနိုင်တယ်ဆိုတော့ဒီဘက်မှာ Quinn လည်းမှာ Anzo နဲ့ Kaisi တို့နှစ်ယောက် Quinn လည်းကိုပြန်ပြီးတော့တွဲလာမယ်ဆိုရင် Quinn လည်းကပြန်ဘက်ကိုအသာမရစရာအကြောင်းမရှိဘူးတိုက်စစ်ကတော့ပြီးခဲ့တဲ့ ဒီချန်ပီယံလိမှာနားထားတဲ့ကစားသမားတွေပြန်ပါလာမယ်ဆိုတော့ယုံကြည်မှုလည်းကောင်းနေတယ်အိမ်ကွင်းလည်းဖြစ်တယ်ထိုက်တိုက်တွေ့ဆုံမှုတွေမှာလည်းဒါနောက်ဆုံး၅ဘွယ်ဆက်နိုင်တာ2019တုန်းကစန္ဒန်တမ်းမစင်းငင်ရဆိုရင်ဒါ5-1နဲ့လာမနေနိုင်တာအိမ်ကွင်းနေမှာဆိုရင်လည်းပို့ပြီးတော့ကိုပြက်လေးရှိရယ်ပို့ပြီးထူးကြတဲ့ချက်ကဒီသင်းတွေ့ရင်တည်ကြလေးမရှိဘူးနောက်ဆုံးတိုက်ခိုက်လို့ဆုံမှုတွေမှာပြည့်ပြတ်သားသားအဖြစ်ပေါ်တယ်နိုင်ပွဲအများစုကိုချက်စီရပဲယူနိုင်ခဲ့တယ်အဲ့တော့ဒီဘွယ်မှာအကွာတော့ချက်စီကိုပို့ကြိုက်တယ်တစ်ဖက်ရဲ့စန္ဒန်လန်သင်းရဲ့ PR ကင်းနေမှုကသူဘယ်လောက်ထိ ခြေစီကိုဒုက္ခပေးမလဲပေါ့နော်တိုက်စစ်ပိုင်းကဒါအကိုတို့ခုနပြောထားခဲ့တယ်ကွန်းလယ်ကရှာကာတို့ဆာရီကီတို့ရဲ့လိုအားနှုန်းနေအန်โซလီဖီတို့ဘဲချန်းကဒီတိုက်စစ်လိုက်ပါမှုတွေဒီတိုက်စစ်မှာဆိုရင် EC ဒေါ်ရဲ့မထင်မှတ်တဲ့ပေါ့နော်ဟိုမြန်နှုံးနဲ့ပြိုင်ဘက်ကိုထိုးဖောက်မှုတွေကလည်းအတိုင်းတာတစ်ခုဒီချက်စီကိုဒုက္ခပေးနေတယ်ချက်စီနိုင်လိမ့်မယ်ရလက်ရတော့အများကြီးပြတ်သားလိမ့်မယ်လို့မထင်ဘူးအကောတော့2120ဆိုပါအများဆုံးအဲ့လောက်ပဲသွားမှတင်တယ်ဟုတ်ကဲ့ကျွန်တော်နဲ့ကိုရင်ဒီမှာတော့အမြင်ချင်းတူတယ် ။ဒါကြောင့်ကျွန်တော် Chelsea အရန်ကြီးဒီပြီးခဲ့တဲ့ IS ကတယောက်ထုတ်ခံရတာ။အိုးအဲ့ဒါစောစောစီးဆိုတော့အဲ့လိုမျိုးရလတ်မျိုးတွေထွက်လာမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်၄၅ကိုတွေ။ကျွန်တော်လည်း Chelsea နိုင်တော့မှကျွန်တော်ကဒီဘက်မှာအသေးအံကားရမှာပဲထင်တယ်။စန်သားလန်ရဲ့မထင်မထားတဲ့ခြေစွမ်းလေးရှိတော့နောက်စန်သားလန်ကဖီအား ကင်းနေပေါ့နော်ချက်စီးတက်ဆာရင်သူရှားမှတ်ကသူ့လူရထအောင်ပူရှားနေရဆိုတော့ AC ပဲချက်စီးကြတော့မဖြစ်မနေကိုဘာပဲဖြစ်ဖြစ်ဆက်ပြီးအပေါ်ရောက်ဖို့ဒါ title race ထပ်ပါဖို့မျှော်လင့်ချက်ထားတယ်ဆိုရင်ဒီဘက်နိုင်မရမယ်ကျွန်တော်ချက်စီးနိုင်မယ်1 C 2 1တခုခုပေါ့အဲ့လိုချက်စီးနဲ့ပတ်သက်ပြီးအခုဒါပြောဖို့မဖြစ်မနေပြောရမယ်ပိုင်းလေးကြံခဲ့လို့ဒါအခုဖြစ်ပြောခြင်းနဲ့ချက်စီးကဒီရာဒီမှာ Arsenal နဲ့အတူ set piece တွေကနေပြီးဂိုးအများဆုံးရထားတဲ့အသင်း6ဂိုးတောင်ရထားတယ်အဲ့ထက်ကနေ ထောင်ကံပေါ်ကနေ6 9လောက်ရထားတယ်ဆိုတော့တော်တော်ကြောက်စရာကောင်းတယ်ဆိုဒီချက်တွေကပွဲရလက်ကိုအပြောင်းလဲဖြစ်နိုင်တယ်ပြီးခဲ့တဲ့ ါ် forest နဲ့ပွဲမှာဆိုရင်လူငယ်စားသမားလေးအချီရန်ပေါင်ကအဖွင့်ကိုစသွင်းပြီးတော့ပွဲကလုံးဝတစ်ဖက်တကြီးဖြစ်သွားတာဆိုဒီချက်တွေကနောက်ဆုံးသူတို့ရဲ့လျှို့ဝှက်လက်နက်လည်းဖြစ်လာနိုင်တယ်ဆိုအကိုတို့ဟိုပြောသလိုမျိုးကက်နိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့တကယ်လို့များအဲ့လိုပေါ့နော်တောင်းကမောတွေတေကံမောတွေကနေစော်စီ900တော့ရတယ်မထင်မှတ်တဲ့ရလက်မျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်အကိုနဲ့ကျွန်တော်လည်းအဲ့ဘွဲတူတူပြောခဲ့တာဆိုကျွန်တော်တို့ပြောခဲ့တယ်ပထမပိုင်းမှာထိန်ကန်ပြီးဒုတိယပိုင်းမှာဖွင့်ကန်ပေါ့ကျွန်တော်ဒီဘွဲမှာအဲ့လိုမျိုးလေးပဲမြင်ရထပ်မြင်ရလိမ့်မယ်ထင်တယ်ပထမပိုင်းမှာနှစ်သိန်းလုံးအခြေအနေကြည့်ပြီးတော့ဒုတိယပိုင်းကျမှ ဂိုးတွေအစတွေ့ရမယ်လို့ကျွန်တော်လည်းထင်တယ်။အဒီဘက်မှာ Chelsea ကတ်နိုင်သွားမယ်လို့တော့ကျွန်တော်လည်းခံမှန်းလိုက်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဟာပြီးတခြားပွဲတွေဆက်သွားတာပေါ့ကွာ။ဟုတ်ကဲ့ပါဒါကျွန်တော်ညီကိုနှစ်ယောက်ရဲ့ Voice of Football Preview အစီအစဉ်ဖြစ်ပါတယ်။ Chelsea နဲ့ Sunderland အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ခံမှန်းရလဒ်တွေဘယ်လိုထွက်ပေါ်မလဲဆိုတာကျွန်တော်စနေနေ့မှာစောင့်ကြည့်ရင်ねကျွန်တော်တို့အစီအစဉ်ဒီမှာပဲခဏ break ပြရသေး။တခြားပွဲတွေနဲ့ကျွန်တော်တို့ညီကိုတွေထပ်ပြီးတော့လာပါအောင်မယ်ခင်ဗျာ။ကြည်ပေးခဲ့တယောက်ချစ်စီနိုင်အောင်ချေးစုအများကြီးတင်ပါတယ်ခင်ဗျာ။